အဲ့လိုပဲသူကစမိုက်အကြောင်းနေပြောမယ်စမိုက်အကြောင်းနေဟောမယ်ဘလို့ပြောပြောဟိုဆရာဝန်ကပြောပြောဆရာမဟုတ်တဲ့သူကစမိုက်အကြောင်းလိုက်စားတာပြောပြောဒီဗီတာမင် D ကတော့ပါအကိုပါတယ်မပါလို့မရဘူးဗီတာမင် D ကကောင်းကျိုးတွေကများတယ်လေအဲ့တော့ဒါကြီးကကျွန်တော်တို့ကြော်သွားလို့လည်းမရဘူးဆရာဝန်တွေလည်းသိရမယ်ဗမာနူလည်းသိရမှာပဲเนาะအဲ့တော့ဗီတာမင် D ကောင်းကျိုးတွေဘယ်ချိန်မှသိတာလဲဆိုကိုဗစ်ကာလမှာသိမလားအဲ့လိုမျိုးဟို ုံးဝကိုခံကြတဲ့အချိန်မှာအဲ့ဒီဗီတာမင် D ရော C ရော Z ရောတောက်ထားရင်ဘာပြောနေကောင်းတယ်ခံနိုင်ရှိတယ်ယောဂဆိုးဝါးမဖြစ်ဘူးအဲ့ကြမှာတော့ဒီကနည်းနည်းဟော့လာတာပေါ့နော်တကယ်ကအဲ့လိုမဟုတ်ဘူးသူကအစတည်းကသူကသူကကျွန်တော်တိထားတာကျွန်တော်တို့ဆရာဝန်တွေတိထားတာရိုးကြောတွေကောင်းတယ်ဒါပေမဲ့နောက်ပိုင်းညာအဲ့လိုမဟုတ်သူက immune system မှာသူကအရန်ကိုကောင်းလာတာသိတဲ့ခါကျတော့ကိုယ်ခံစားစနစ်ကိုတက်တယ်ပေါ့နော်အဲ့ဒါသူကအတူချုပ်လေးပေါ့ဗီတာမင် D3 ရဲ့ benefit ပေါ့နော်အဲ့တော့သူကကောင်းပြီဆိုရင်လည်းခုနပြောလို့ပေါ့ကောင်းရင် side effect ကရှိမှာပဲ ဆေးဆွမ်းပြီဆိုတော့ကတစ်ဖက်မှာတော့သူက side effect ကတော့ရှိတယ် တော့အများကြီးတောက်လို့မရမြန်မာ app တွေကဖုတ်နေတဲ့သတ်မှတ်ထားတာဒီ1000 2000ပဲခွင့်ပြုထားတယ်။အဲတယောက်1000 2000တောက်လို့ရတယ်ပေါ့ကွာ။ဟိုစီစုသမားတွေလည်း1000ကြီးတောက်လို့ရတယ်။နာရီသမားတွေကတောက်လို့ရတယ်။ vitamin D3 တောက်လို့ရတဲ့ဟာတွေကအဲနာရီရှည်သမားတွေ chronic inflammation တွေအဓိက B4 လိုမျိုးတွေပေါ့နော်။အဲ့လိုမျိုးတွေကအဓိကတောက်လို့ရတယ်။စီစုသမားတွေတောက်လို့ရတယ်။နောက်နှလုံးသမားတွေလည်းတောက်လို့ရတယ်ပေါ့နော်။အဲ့တော့အဓိကတော့သူက autoimmune သမားတွေပေါ့နော်။အဓိကပေးကြတယ်။အယိုးလည်းတည်ပြီးစားနော်။ဒီတော့နောက်ပိုင်းဆက်ဆက်တာတွေကဟိုကန်ဆာရောဂါချိုးနယ်လည်းဆက်ဆက်တယ်။ D3 အနေနဲ့ကန်ဆာဖြစ်တာများတယ်။ D3 ပြည့်နေကန်ဆာက ောင်ဝင်တယ်လို့လည်းပြောကြတယ်ပေါ့နော်ဒါလည်းလေ့လာနေဆုံးပဲနောက်တော့ D for D လို့မှတ်လိုက်စိတ်ညစ်တယ်မလား depression ရရမလား D vitamin D တောက်လိုက်အဲ့ဒါဆိုမစိုးဘူးပေါ့နော်အဲအဲ့ဒါ supplement အနေနဲ့တော့လက်ခံလို့ရပါတယ်တာမန်လူက1000 2000တောက်ပေါ့နော်နေသိမကောင်း2000ချပေါ့ကွာပုံမှန်မနေနဲ့ dose 1000တောက်လို့ရပါတယ်ပဲတကောင်းနုံးနေခုနပြောလို့ဖက်တိတ်ရတယ်ကြည့်လိုက်ရင်တော့နေလို့မကောင်းဘူးယောဂါတွေဖြစ်နေတယ်ဘာမှလည်းမဟုတ်ဘူးတက်တာဆင်းရဲတော့အားရတော့မတက်တာဆိုဗီတာမင် D ပါမှတက်တာအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟိုးဟိုးဟိုးရှေးရှေး ဟိုကျွန်တော်စေကဆောက်ဖွင့်ပြပေါ်လာတဲ့ဗိုက်တက်ကက်လို့အားစေးဆိုတာရှိတယ်အက်ကောင်ဒီများတယ်ဗီတာမင်ဒီတော်တော်ပါတယ်အက်ကောင်ဘလောက်လားမသိဘူး၈၀၀လားမသိဘူးပါတော့အဲ့တော့အိတ်စေးတောက်တော့ဥစားတခြားအားစေးနဲ့ရှင်တောက်ရင်ဗီတာမင်ဒီပါတဲ့အားစေးကြလူကပိုလန်းတယ်လို့ဖြစ်နေအဲအဲအဲ့လိုမျိုးပဲကြာကျွန်တော်တွေ့ကြုံပြပြတာပေါ့နော်သူကဥလန်းချောင်းကောင်းတယ်တီမီစာသူကကလင်းမရတဲ့သူတွေလည်းတောက်လို့ရတယ်ကလင်းရတယ်ပေါ့နော်ဒီကောင်ကနော်တီမီစာအဆုတ်ကောင်းတယ်မာဆယ်လည်းကောင်းပြီးစားနော်ဒီကတော့သူကကလေးရတယ်နောက်တစ်ခါကြပါလဲဆိုတော့ဝိတ်ချတဲ့နေမှာသုံးနေတယ် ်မိချိုင်နေမှာတကယ်ကိုသုံးဝင်နေအစာထိတ်နေမှာပါတယ်မနေ့ကဒီတောက်ရင်ညနေကိုကောင်းကောင်းအိပ်ပျော်တဲ့မှာလည်းပါတယ်ကိုဝင်ဆောင်တွေတမိလို့ရတယ်လုံးဝဆစ်ဖြစ်ပါတယ်ကိုဝင်ဆောင်တွေမှာတုံးလို့ရပါတယ်အိပ်အိပ်ကောင်းမှုတက်လည်းဒီကောင်ကျိုးပြူတယ်ပြီးတော့တိမိစားပဲမျက်စိရောနှစ်ဒီမျက်စိတော့လည်းကျမ်းမိုက်တွေလည်းကောင်းတယ်ပြီးသွားတွေလည်းကောင်းတယ်သူကမာဆယ်ဆိုတော့ကယ်ဆီယမ်သူကဘုန်းနဲ့တိပေါ့နော်သွားတွေလည်းကောင်းတယ်အဲသူကဘာဖြစ်လဲဆိုတော့အနာဂျီပေါ့နော်ကိုခံစားကောင်းတယ်အဓိကတော့ immune system တက်စေတာပေါ့အော်ဒီမီးသမားတွေတုံးလို့ရတယ်ပေါ့နော်အဓိကတော့အဲ့ဒီ ခုခံနေတဲ့ယောဂါတွေပေါ့နော်အဲ့လိုမျိုးဘီဘီလိုမျိုးစီဂျူလိုမျိုးတွေနာတာရှင်သမားတွေပြေးလို့ရပါတယ်နော်